ဲတီကိုစုံတီတဲဘူးမင်းချလာဘယ်လိုစုံတို့တီရောမင်းတလိုက်ကြလိုက်နေလိုက်နေငါ့ဘောဟာစုပ်ဖြစ်သွားဘာပြဒီအားကြီးရောပဲဒါကြီးရောပဲဖက်ပြီးသားစာဦးကြီးကိုဘာလုပ်မှာတော့ငါအားတွေပါလိုက်တယ်အဲ့မှာငါတို့ကြိုင်ပေါက်တော့ပါသူကဖက်ပြီးသားစာဦးကြီးကိုဘာလို့ပြန်ပြန်ဖက်နေမှာတော့ဒီမိဘောကအစိတ်ထုတ်တယ်အဲ့ဒီအစိတ်ကအရေပြားပေါ်ရောက်ရင် အရေးပြားတွေရောင်းတယ်ဘလို့ရောင်းလဲဆိုတော့အရေးကြီးဘူးထပြီးတော့ရောင်းတယ်ဟယ်လိုအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့လဲထုံးစံအတိုင်းပုတ်ပုတ်ရှာရှာရည်စရာဗီဒီယိုလေးတွေရီရှင် လုပ်သွားမှာပဲဖြစ်ပါတယ်ကျွန်တော်လည်းတူတူအပြင်းပြေးလိုက်ကြည့်ပေးဖို့ဖိတ်ခေါ်ပါဗျာအေးဟိချေမင်းကဘယ်လဲမင်းသွားလဲအတော့ဒီဘာလို့ဘို့ရှင်းဖို့ချေတော့မဟုတ်ဘူးလေအာမင်းမလိုက်တော့ငါတော့မင်းမလိုက်တော့ အဲ့ဒါဆိုရင်ကဲညတာလေအဲ့တော့တာမင်းနေပါလေအမင်းမလေးရမင်းမလေးရမင်းမလေးရအဖေနဲ့အိမ်နေလေဟာမင်းမလေးကငါသားကြီးဟာမင်းမလေးကငါသားကြီးအယောဒီမှာတာမိုးကြချက်ချင်းပဲနော်လိမ်မာလိုက်တဲ့ငါသားကြီးရာလိမ်မာလိုက်တဲ့ငါသားကြီးရာနဲ့ဖြစ်သွားတာနော်ဖြစ်သွားတဲ့ပုံကိုကြည့်အောင် မွေးရကျုံနဲ့တယ်ဆိုတာဒါမျိုးကိုပြောတာနော်တော်တော်ကိုမွေးရကျုံနဲ့တဲ့သားလေးဖအေကိုကျေးဇူးဆက်တဲ့သားလေးနော်အော်နောက်ဆုံးအချီကြီးလွတ်လိုက်မှာပဲခြင်နဲ့အီးနဲ့ကွဲကွဲပြားပြားဖြစ်သွားတော့တယ်နော် စာပိုင်းတော့ချင်မဲ့လို့သူလဲဘတ်တိုင်နဲ့ရှာနေတာပဲဟုတ်မဲ့လို့ကျုံသူသားကျုံအသေးကွဲနေတဲ့တငယ်ချင်းကိုတဲ့အားပေးစကားလေးမော်တီလေးတစ်ဖြက်ပေါ့နော်ကဲအတူတူလိုက်နားထောင်ကြည့်အောင်ရှာနဲ့ဒီရဲ့ပါးစပ်နဲ့ဂရင်းပြုတ်တော့တော့ဆိုင်ပြောင်း ဘာဖြစ်ဆိုင်ကြောင်ဆိုင်အဲဘာဖြစ်လို့ဆိုကိုကိုပတ်စံကိုဝယ်စားရလေဟုတ်တယ်အဲအဲ့လိုပဲကိုခကိုရဲ့နှလုံးသားကြီးနဲ့ကိုရဲ့ခန္ဓာကိုယ်ကြီးနဲ့ချစ်ရတာနောက်တစ်တယောက်ပြီးတယောက်ပြောင်းချစ်မလဲမလဲလို့ဟာအားပေးချမ်းတာနော်အားပေးချမ်းတာမူတီလေးတစ်ဖြက်အမှဟမ်မူအွန်နေတဲ့တငယ်ချင်းအတွက်ပေါ့နော်လာပြီဒီဓာကြီးကိုပဲဓာကြီးကိုပဲဖက်ပြီးသားစာဦးကြီးကိုဘာလုပ်မှာတော့ငါအားရပါလိုက်စေအဲ့မှာငါတို့ကြိုက်ပေါင်းတော့ပါသူက ်ညဖတ်ပြီးသားဆိုဒီကောင်မတော့ဖတ်ပြီးသားဆိုဒီဘာလို့ပြန်ပြန်ဖတ်နေမှာတော့ဒီဖတ်ပြီးသားဆိုဒီဒီစာမျက်နှာကိုလှန်လိုက်လှန်လိုက်ဆိုဒီစာတွေဒီဒီခံစားရတဲ့ဟာတွေပဲပြန်သိနေမှာနောက်တစ်စာအစ်တကိုဖတ်သိလားသာမတော့ပြန်စားလိုက်မလဲငါစားပေးရမှာလားအဟောင်းကြီးကိုဝေးကြတယ်အဟောင်းတိုင်းနဲ့အဟောင်းအစ်စ်တွေဘလောက်ကောင်းကောင်းအဟောင်းကြီးကိုမမေ့ဘူးဆိုတာဒါမျိုးပြောရနေတူတယ်နော် စ်တွေရှာပေးမယ်ပြောတော့မလို့ချင်းအဟောင်းလေးပဲကြိုက်တယ်တဲ့မူလလဟောင်းလေးကိုကြိုက်တယ်ဆိုတာဒါမျိုးဒါမျိုးနော်မူလလဟောင်းလေးငါရှာပေးရမှာလားဟောင်းဆိုင်နဲ့ဟောင်းကြီးမိုင်တဝဲနဲ့လည်းလုပ်နေတယ်ငါပြောတယ်လို့ပဲနော်တိလားဒီဆိုင်တစ်ခုတည်းနေအဲ့ဒီရောင်းတာမဟုတ်ဘူးနောက်တဲ့တစ်ဆိုင်ပြောင်းစား နောက်တဲ့တဆိုင်ပြောင်းစားဟင်းချင်းတူရင်အရသာချင်းတူရင်တောင်မှတကယ်ဖြစ်အဲသူတို့ရဲ့ဆိုင်ကစီတန်းနဲ့ချက်တန်းလားဒီဘက်ကိုယ်ဆိုင်ကရေးတန်းနဲ့ချက်တန်းလားစီတန်းနဲ့ချက်တန်းလားကျမ်းမာရေးနဲ့ညီညွတ်တလားအဲဒါမျိုးတွေဒီအများကြီးတွေ့ရမှာငါတကယ်ကြီးရဲ့ဒီဒီအဟောင်းကြီးကိုပဲတဝဲလဲလဲလုံနေစမ်းပါနဲ့အေးပေါ်ပါလေငါအားရမယ်ဒီဘာကုန်တော့အခုကဘယ်စေခဲ့မှာတော့ ်ကြီးကဘယ်မှာတော့ခုမထောက်ကြအောင်ပါဟင်းလာခေါ်မလားအလားခေါ်တော့ဘေးကုန်သွားပြီတော်တော်ကိုချစ်ဖို့ကောင်းတယ်တငယ်ချင်းเนาะတငယ်ချင်းကောင်းဆိုတာဒါမျိုးပြောတာเนาะမင်းတို့ကောင်းနေเนาะအမှတ်တာအမှတ်တာမေးမမြင်ပါစေနဲ့တဲ့ဒါကတော့ဟိုတလော်လီယာထွက်တယ်ဗျာမေးရဲ့စေးလေးနဲ့မိချစ်ကို အန်တီကြီးက KTV မှာတချင်းသွားဆိုဖို့အတွက်အိမ်မှာကြိုတင်ပြီးတော့လေ့ကျင့်နေရလေးကိုကဲအတူတူလိုက်ကြည့်အောင်ကျွန်တော်တို့နာမတယောက်သေးဘွားကိုစောက်တလဲမင်းပါနေရောခက်တာတိမရှာသေးပဲချစ်တယ်ငါချစ်တာနေရလားစောက်သေးတီကိုစောက်တီသေးဘူး ုတ်แท้တည်းရနေအစုတ်ထိแท้ဟိုအာဗျောင်းမြန်နေဖြစ်ကုန်ပြီဗျောင်းမြန်နေအစုတ်แท้တည်းရနေအစုတ်ထိแท้ဟို I I sent to change Katie go စုတ်ထိแท้ဟို Katie go စုတ်ထိแท้ဟို Hello စုတ်ထိုးတည်းတော့နေနေကြလိုက်ကြလိုက်နေနိုင်နေငါဘောဟာစုတ်ဖြစ်သွား KTV မှာသတ်ဆိုချက်အာ KTV မှာသတ်ဆိုတပ်ပေါ်မွေးခွာလာတာဒီခန်းတော့အကုန်လုံးရနှလုံးသားကြည့်ပြီးအုံနာပါအဲ့လိုပတ်တည်တော့ idea ပါ냐အချစ်ချခုတဲ့ကောင်းစင်တက်ပြီးဘဝဟာစုပ်ပြက်လာအော်မိတကငါအနာကလာတုံးဝင်လာတော့တည်ပါငါခါကောလို့ပြစ်တာ ခါကော့ရာလီအတက်နော်ငါခါကော့လို့ပြေးချပါတယ်ငါခါကော့လို့ပြေးချပါတယ်အန်တီတကယ်လို့များ KTV သွားဆိုဖြစ်တယ်ဆိုရင်လဲဗီဒီယိုလေးတစ်ချက်လောက်တင်ပေးပါဦးလို့နော်အန်တီဆိုတာလေးကိုကျွန်တော်အရန်ကိုသဘောကျလို့ဗျာနော်အန်တီ ဒီဗီဒီယိုလေးရတော့အခုတလောလူပြောအရန်များနေတဲ့မီးပိုးကောင်နဲ့ပတ်သက်ပြီးတော့ဗောနော်မီးပိုးကောင်ကဘလို့အချိန်နေမှာလာတတ်တယ်လဲနောက်ပြီးတော့မီးပိုးကောင်ကြိုက်ခံရတဲ့အခါဘလို့ကာကွယ်ရမလဲဘာတွေလုပ်တင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ဗောနော်ဒေါက်တာတယောက်မျှဝေထရာလေးကိုကဲကျွန်တော်တို့ဘ ഹു တုဒ္ဒအနေနဲ့အတူတူလိုက်ကြည့်အောင်ဗျမီးပိုးကောင်နဲ့ပတ်သက်ပြီးတော့မိထားတဲ့သူတွေအတွက်ဒီမီးပိုးကောင်နဲ့ပတ်သက်ပြီးစောင်ရံရှောင်ရံလေးနည်းနည်းပြောပြပေးမယ်။တခြားလက်ကြည့်နော်။ဆိုတော့ဒါမတိုက်တဲ့ဆိုတာအရှိပြားမှာပြဿနာတက်တာ။ဆိုတော့မီးပိုးကောင်ကကြိုက်လဲမကြိုက်ဘူးတုတ်လဲမတုတ်ဘူး။ ဒါဆိုဘာလို့ပြဿနာတက်တာလဲမိဖို့အောင်ကအစိတ်ထုတ်တယ်အဲ့ဒီအစိတ်ကအရေပြားပေါ်ရောက်ရင်အရေပြားတွေရောင်းတယ်ဘလို့ရောင်းလဲဆိုတော့အရေကြည်ဘူးထပြီးတော့ရောင်းတယ်ဆိုတော့အရေကြည်ဘူးเนี่ยဆိုတော့နည်းနည်းလေးကြည့်ရတာနည်းနည်းလေးကတိကောက်နိုင်တာပေါ့ဗျမျက်နှာမှာအကြီးကြီးဘူးကြီးဖြစ်နေတော့ယူပါကြတာပေါ့စီဘူးလာမှလို့လို့ဘာလို့ပုံစံမျိုးလူသားသူသားသွားရတာအဆင်မပြေဘူးပေါ့ဆိုတော့ဒါအဲ့လိုမျိုးပြဿနာတော့ရှိတတ်တယ်ဒါပေမဲ့အသက်အန္တရာယ်တော့တိတ်ပြီးတော့မရှိတတ်ဘူး ဆိုတော့မီးပိုးကောင်ကိုဘယ်နေရာမှာတွေးရလဲဆိုတော့သူသဖြင့်ညဘက်ဒီပေါ့ညဘက်ဒီမှာကိုကမောင်းနေမဲလေးကိုမီးထုံပြီးရှောက်သွားတယ်ဥပမာဒီဘက်ခက်ကဒီကမ်ပင်းတွေဘာတွေသွားတယ်လေတောထဲမှာအိမ်လေးတွေထိုးပြီးသွားသွားနေကြတာပါညာအဲ့လိုလူတွေမှာပို့ပြီးတော့ဖြစ်တယ်လေဘာလို့လဲဆိုတော့မီးပိုးကောင်ကလို့ခြုံပုတ်တွေဘာတွေထဲမှာနေတယ်ကိုကအမောင်းထဲမှာမီးထုံပြီးနေကိုယ့်စီကိုရောက်လာနေတယ်ဆိုတော့အဲ့ဒီအကောင်တွေ့ရင်လေရှောင်းတာရှောင်းတက်လဲမတက်နဲ့ရိုင်လဲမြိုင်နဲ့ဘာမှမလုပ်နဲ့ကျွန်တော်တို့စူပါမန်တရားမှမရှိဘူးအဲ့ပိုးကောင်နဲ့ထိမြင်တော့ရေပြားတွေလောင်ကုန်လိမ့်မယ်နော်ရေပြားလောင်ရင် တော်တော်ကြောက်ဖို့ကောင်းတယ်နော်ဒါအရေးကြီးတယ်ဆိုတော့အချောင်းချောင်းအဲ့ဒီမီဘိုးကောင်နဲ့ထိမိရင်အရေးပြားပါလေပထမဆုံးသူကအရေးကြီးဘူးချက်ချင်းမဖြစ်ဘူးရားတာလိုမျိုးပြဿနာတွေတက်တတ်တယ်ဆိုတော့မီဘိုးကောင်နဲ့ထိပြီလို့တရက်ကနေ2ရက်အတွင်း24နာရီကနေ48နာရီအတွင်းမှာဒီလက္ခဏာပြတတ်တယ်အရေးကြီးဘူးတွေပါနေဖြစ်လာတတ်တယ်ဆိုတော့အဲ့လိုဖြစ်လာရင်လေကိုကိုကိုပထမဆုံးဒီမီဘိုးကောင်နဲ့ထိမိတယ်လို့တန်တရားဝင်ရင်စက်ပြာနဲ့ရေနဲ့သေချာဆေးလိုက် ။ဒေချာစိမ့်ပြီးသွားရင်ဒါကိုတာဝန်ပြီးသွားပြီ။ကျန်တာကိုလုံးလိုက်တာဘာမှတိတ်မရှိဘူး။ဆရာဝန်နဲ့သွားပြ။ဆရာဝန်နဲ့ပြရင်ဆရာဝန်ကလိန်စေးပေးလိမ့်မယ်အဲ့လိန်စေးဆိုစတီရိုက်လိန်စေးဗျာစတီရိုက်လိန်စေးဆိုတာကိုဘကိုဘယ်တော့မှမလိန်ရအောင်သိလားဆရာဝန်ညွှန်ကြားချက်နဲ့လိန်အဲ့လိုမဟုတ်ဘဲနဲ့စတီရိုက်လိန်စေးဒီမျက်နှာမှာရှောက်လိန်လို့ရှိရင်ပြဿနာတက်တယ်နော်အရှိပြားဒီမှာလည်းမလိန်ရအောင်ရှောက်မလိန်ရအောင်နော်ဆိုတော့ကိုလုံးနိုင်တာကအဲ့လိုမျိုးမီးဖို့ကောင်းတဲ့ထိမိရလို့တန်တရားဝင်သေချာစေးချောပြီးဆရာဝန်ကိုပြဆရာဝန်ကလိန်စေးပေးလိမ့်မယ်အဲ့ဒီကနေမှတဆင့်ဒီပေါ့နော် ဒီအရေးကြီးဘူးတွေပေါက်သွားလို့ဘာညာယောဂပိုးမွားတွေဝင်လာနိုင်နေဆိုရင် तू ကပိုးသက်စီပေးကောင်းပေးမယ်ဗျာဆိုတော့ဒါရီရဆရာဝင်လုပ်လိမ့်မယ်ကိုလုပ်နိုင်တာဘာမှထရီထူထူမရှိဘူးเนาะโอเคဒါဆိုလို့ရှိရင်ဆရာဒီမီးပိုးကောင်ကြောင့်ဖြစ်လာတဲ့အရေးကြီးဘူးတွေအရောအမာရွတ်ကြံတက်လာဒါဒါလူတွေဖြစ်နေတယ်ထင်တယ်ကံကောင်းစွာနဲ့ပဲအနာရွတ်သိမ့်မကြံတက်ဒါကံကောင်းတော့စဉ်းစားကြည့်ဒီမျက်နှာမှာရည်ကြည်ဘူးတွေထားပြီးရည်ကြည်ဘူးတွေကပျောက်သွားပြီးတော့အနေယူတီကြံနေပဲကောင်းမလဲယူပါကြတာပေါ့နော်ဒါပေါ့ဆိုတော့ ကံကောင်းစွာတယ်ပဲဒီကောင်ကအကြီးကြီးဘူးဖြစ်တဲ့အကြီးကြီးဘူးကနေမှသူကနည်းနည်း၂ရက်ကနေ၄ရက်လောက်ကြာလိုင်းပြီးပြီးပါတယ်တေတာမျိုးရှိကောင်းရှိမယ်လူတိုင်းအဲ့လိုမဖြစ်ဘူးဒီတရားနဲ့တရားတော့မတူဘူးပေါ့ဒါပေမဲ့အဲ့ကောင်တွေဖြစ်ပြီးသွားလို့ရှိရင်ပြန်ပြောက်သွားရတယ်နော်အနေရမကြံဘူးအသက်အန္တရာယ်စိုးရင်တော့တိပြဿနာမရှိဘူးဒါပေမဲ့မပေါ်စားနဲ့နော်ဒီလိုမျိုးဖြစ်လာပြီးအကြီးကြီးဘူးတွေကိုဖြစ်လာပြီးဆိုဆရာဝန်နဲ့တေချာပြနောက်တစ်ခုလေကျွန်တော်အကြံပေးချင်တာအကြီးကြီးဘူးဖြစ်တယ်ဆိုလို့ရှိရင်ဘာကြောင့်မဲ့အကြီးကြီးဘူးဖြစ်ဖြစ်တော့အဲ့ဒါလုံးဝမဖောက်အောင်သိလား ်အရေးကြီးဖို့သွားပြီးဖောက်တာမှအန္တရာယ်ရှိတာအရေးကြီးဖို့ကသူ့အနေနဲ့သူချိန်ကြလို့ရှိရင်သူကသူခြောက်ပြီးတော့ကွာသွားလိမ့်မယ်သွားမဖောက်ပါဘူးသွားဖောက်လို့မှအဲဖောက်တဲ့နေရာကနေပိုးဝင်လာရင်ပြဿနာတက်လိမ့်မယ်နော်ဆိုတာမီးပိုးကောင်မီးပိုးကောင်ဘာကြောင့်ဖြစ်တာလဲမီးပိုးကောင်ကိုထိမိလို့မီးပိုးကောင်ရဲ့ထုတ်တဲ့အစိတ်ကြောင့်အရေးပြားမှာဒါမတိုက်တစ်လို့ခေါ်တဲ့အရေးပြားရောင်ရွံ့နေအရေးကြီးမှုတွေဖြစ်တယ်ပြန်ပြောက်သွားတတ်တယ်လင်းစေးလင်းရတာမျိုးတောက်စေးတောက်ရတာမျိုးရှိတတ်တယ်ပြဿနာမရှိဘူးအနေရွတ်မကြံဘူးသူများကိုမကူဆိုတော့ဒီကာကိုကာကွယ်ခြင်းနဲ့ဆိုရင် မီးပိုးကောင်နဲ့မတီအောင်ရှောင်တာပဲခဝဝင်းနေပေါ်ထားပဲရှိတယ်ဆိုတော့အဆင်ပြေမယ်လို့ထင်ပါတယ်နော်ဆိုတော့မီးပိုးကောင်နဲ့ပတ်သက်ပြီးတော့မေးထားကြတဲ့သူတွေအတွက်မီးပိုးကောင်ကဘာတွေဖြစ်ဆက်ဖြစ်တတ်တယ်လဲမီးပိုးကောင်ကိုဘယ်လိုရှောင်ကျင်ရမလဲမီးပိုးကောင်နဲ့ထိမိရင်ဘာလုပ်ရမလဲစတဲ့အကြောင်းအရာတွေကိုဘ ਹੁ သူရဝင်မြပေးခဲ့တာပဲဖြစ်ပါတယ်ဒီဗီဒီယိုကနေဘ ਹੁ သူရတခုခုရသွားလိမ့်မယ်လို့ယုံကြည်ပါတယ်ဘ ਹੁ သူရတခုခုရသွားတယ်ဆိုရင်တော့ like လုပ်ပေးပါဦးနောက်ပြီးတော့အခြားသူတွေသိအောင်လဲ share လုပ်ပြီးတော့ဝင်မြပေးပါဦး ိလိုတဲ့အကြောင်းအရာတွေမေးမြန်းခြင်းတဲ့အကြောင်းအရာတွေလေ့လာခြင်းတဲ့အကြောင်းအရာတွေကိုကွန်မမဝေရောက်ရေးသားပေးပါကျွန်တော်ဗီဒီယိုလေးတွေလုပ်ပြီးတော့ပြန်ပြောပြပေးတော့ပါမယ်ဗီဒီယိုကိုပြီးဆုံးအောင်ကြည့်ရှုပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါဦးမယ် Stay happy and healthy See you around bye bye ကျေးဇူးတင်ပါတယ်ဗျာအခုလိုမျှဝေပေးတဲ့အတွက်အခုတလောဒီယာနဲ့ပတ်သက်ပြီးတော်တော်များများကလည်းကြောက်စိတ်တွေဝင်ပြီးတော့ဘလို့ကာကွယ်ရမလဲဘလို့နေရမလဲဖြစ်လာခဲ့ရင်ရောဘာတွေလုပ်ရမလဲဆိုပြီးတော့တော်တော်များများသိကျင်နေတဲ့မိကုန်းတွေပဲဖြစ်ပါတယ်အားလုံးမျှဝေပေးသွားတာကျေးဇူးတင်ပါတယ် ။အော်ဒါနဲ့လေဒီဗီဒီယိုထဲမှာပါတဲ့လူတွေကိုကျွန်တော်ဗလိန်းတာမျိုးအားနေချက်ကိုပုတ်ခတ်တာမျိုးစော်ကားတာမျိုးလုံးဝမဟုတ်ပါဘူး။ပျော်စေခြင်းုံတက်တက်ရည်စရာအနေနဲ့ reaction လုပ်တာပဲဖြစ်ပါတယ်အခြားရွယ်ချက်မရှိပါဘူးနောက်ပြီး video ပိုင်းရှင်တွေအားလုံးကိုလည်းဒီနေရာကနေ credit ပေးပါတယ်ဒီနေရာကနေခွင့်တောင်းပါတယ်ကဲဒီနေ့တော့ဒီလောက်ပါပဲဗျာအဆုံးထိလိုက်ကြည့်ပေးတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်နေ့မှရည်စရာ video လေးတွေနဲ့ပြန်လာခဲ့ပါမယ်